်ငလင်ထန်တဲ့ပြည်သူတွေကိုပြည်သူတွေကပဲအရေးပေါ်ကယ်ဆယ်နေတာကိုတွေ့ရပါတယ်ဒီလိုကယ်ဆယ်ရမှာကျင့်သုံးဖို့လိုအပ်တဲ့အရေးပေါ်နည်းလမ်းတွေကိုလိုက်နာနိုင်ဖို့အတွက်စီရီယန်ဆရာဝန်တယောက်ကအခုလိုအကြံပြုပါတယ်ကဲတကယ်လို့သူကဘယ်လိုပဲပြောပြောပေါ့နော်ဟိုကျွန်တော်တို့ကယ်ဆယ်ရေးလုပ်တယ်ဆိုတာကဟိုတစ်ဖက်ကလူနာကိုလည်းကယ်တယ်လို့ကယ်တဲ့လူရဲ့ safe site လည်းရှိတာပေါ့နော်ဟိုလူနာအတွက်အကျိုးကိုလည်းကြည့်ရမယ်ပြီးကယ်တဲ့လူရဲ့အကျိုးကိုလည်းကြည့်ရမယ်ပေါ့နော် ဲ့တော့ဘာဖြစ်တော့ဆိုလို့ရှိရင်ဒီများသောအဖြစ်ကဒီပြီးတဲ့သူတွေပါလေဆိုလဲ injury ရတာရှိတယ်လေနော်ဒဏ်ရာရထားတယ်ပေါ့ဒဏ်ရာရထားတော့ဒဏ်ရာရထားတဲ့လူကိုပြင်လင်းပြောရင်တော့ကျွန်တော်တို့လက်ပလာနဲ့ကင်တာတော့တိတ်ဆိတ်မပြေဘူးပေါ့နော်အများသောအဖြစ်တော့ကျွန်တော်တို့လက်အိတ်ဒီပိုင်းနဲ့ကင်ပြီးမှဟိုကင်ခွေတာပိုကောင်းတာပေါ့အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ဟိုကျွန်တော်ဒီနံပါတ်1ကတော့ပြောရမယ်ဆိုရင်ဒီ infection risk ပေါ့ infection risk ဆိုတာက ဟိုကုစီမကပါတဲ့ infection နဲ့တခြားလူစီမရောက်အောင်ပေါ့နော်။ကုစီကပါတဲ့ infection နဲ့သူကပစ္စည်းတစ်ခုခုဖြည့်ထားတာတော့ပါတော့တခြားလူနာစီကိုမရောက်အောင်ပေါ့။အဲတကယ်လို့နာစီမှာပါတဲ့ပစ္စည်းနဲ့ကုစီမရောက်အောင်ပေါ့။ဒါကနှစ်ပတ်လုံးကို safe site ယူတဲ့သဘောပေါ့နော်။အဲနောက်နေ့တစ်ခုကကျွန်တော်လည်းဗီဒီယိုထဲမှာတွေ့တော့တွေ့တယ်ပေါ့နော်။ဟိုသူတို့ကတော့ဒီအသက်သေဆုံးမိအထင်နဲ့ယူဆတဲ့အချိန်မှာ ဟိုဘော်ဒီလေးကိုတိုင်းမပြီးထုတ်တိုင်းပါရှိတာပေါ့အဲတကယ်လို့မပြီးထုတ်ပြီးပြီဆိုလို့ရှိရင်လည်းပထမဆုံးစပြီးလုံးတင်တာကဟိုလူနာကိုအသက်ရှိသေးလားမရှိသေးလား assessment အရင်လုပ်ရမှာပေါ့အရင်ဆုံးဆန်းသက်ရမယ်ပေါ့ဟိုတချို့ဗီဒီယိုတွေမှာကြည့်ရတာကဟိုကဲတဲ့သူတွေကိုပြပြောရတော့မဟုတ်ဘူးเนาะဟိုကျွန်တော်ဆိုတာကဟိုမှာတဲ့ပြစပြီးဒီဟိုကဲထုတ်ထုတ်ပြီးခြင်းမှာဟို first aid ပုံစံမျိုးနဲ့ကြည့်တာတချို့ဗီဒီယိုတွေမှာတိတ်မတွေ့ရဘူးပေါ့เนาะဟိုသီဆုံးနေတာကိုတင်ကြပြီးခင်တော့ အဲ့လိုလုပ်တာလည်းဖြစ်နိုင်ရည်ရှိတာပေါ့အဲ့တော့ပုံမှန်ပြုလုပ်ရဆိုရင်ဒီစကြက်ကဲပြီးညမှာတော့ဆွမ်းလန်းကလက်ဤတွေပါဝေးရတာမှာကပေါ့ဒီလူနာကိုလည်းအသက်ရှိသေးလားမရှိသေးလား assessment ပြီးတော့တခြားလုပ်တင်တယ်လို့မြင်တာပေါ့တော့ဒီလက်ရှိတဲ့ကြီးတဲ့ result နည်းနည်းလောက်ရတာဆိုတော့လေဒါကတော့ကျွန်တော်မြင်မိတဲ့အပိုင်းလေးပေါ့တကယ်တမ်းကတော့အဲ့လိုဒီလိုမျိုးဒါ match disaster ခေါ်တာပေါ့တော့ match disaster ဆိုတာအစုလိုက်အပြုံလိုက် ဟိုဟာဖြစ်တာပေါ့ဟိုတန်တင်တာပေါ့နော်တန်တင်နေဆိုတာဆုလိုက်ပြောင်းလိုက်ဘေးရနေဖြစ်တယ်ဆိုတာကတန်တင်နေဆိုတာဆုလိုက်ပြောင်းလိုက်ဘေးရနေကြတာအဲ့ဒါကဒီလိုငလင်းနေပါတယ်ပြင်တာတို့ကဟိုသားမှာတော့ဟိုလေပြတ်ကြတာအစီနဲ့ကြီးကြီးမားမားဖြစ်တာတွေပါတယ်ဆုလိုက်ပြောင်းလိုက်ဖြစ်တာတွေပါတာပေါ့နော်ဟိုမှာရေကြီးတာတွေပါလဲပါတယ်ပေါ့စသဖြင့်ပေါ့ဒါမျိုးငလင်းကိစ္စမှာဆိုလို့ရှိရင်သွားနာပြောတဲ့မျိုးဒါဆရာတို့မေးသလိုပေါ့ ဒီလိုမျိုးလူနာတွေဆိုရင်များသောအားဖြင့်ကရိုးလေးပါးတိခိုက်နေတာရှိနိုင်တယ်ပေါ့နော်အထူးသဖြင့်တော့လေဗင်းရိုးတို့ကြောရိုးတို့တိခိုက်နေနိုင်တာပုံမြူးဆိုင်ရတာပေါ့တကယ်လို့အသက်ရှည်နေတဲ့လူနာဆိုကြရင်ကျွန်တော်ရှော့ချာနဲ့တင်တင်တာပေါ့နော်အော်ဆက်ချာဆိုတာဆိုတာကကျွန်တော်တို့လူနာတင်နဲ့ဒီလိုစင်ပေါ့နော်ကရင်လိုပုံစံမျိုးပေါ့ခန်းစင်တော့ဥစ္စာမျိုးပေါ့အဲ့လိုနေသားမျိုးမှာတင်တဲ့နဲ့ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ဒီဇက်တွေပါတွေကိုသိချာပေါ့နော်ဒီခေါင်းနေ Cyber Spy နေပါတွေကျုံရိုးတွေပါတွေကို ဟိုဘယ်လိုပြောမလဲလှုပ်ရှားမှုအနည်းဆုံးဖြစ်အောင်မေးတေချာလေး fix လုပ်ပြီးထိန်းသိမ်းပြီးမှအဲ့လိုမျိုးပြင်သင့်တယ်ဗျဒါတော့ကျွန်တော်အမြင်ပါနော်ဒူနာရီကိုထန်းစင်နဲ့မကယ်တဲ့အခါ ဘာဖြစ်တတ်လဲဆိုတာကိုအမျိုးသမီးကျမ်းမာရေးမှူးတယောက်ကလည်းအခုလိုသတိပေးပါဗျ။တိခတ်တန်ရရထားတဲ့လူတန်းတွေကအယိုးလည်းတိခတ်နိုင်တယ်လို့အယိုးလည်းတိခတ်နိုင်တယ်ပြီးကိုတွင်းအင်္ဂါလည်းတိခတ်နိုင်တယ်။အားကြောင့်ရိုးရိုးတဲလို့မရအောင်တဲမယ်ဆိုရင်ဟွာပေါ့အထောက်ကူတစ်ခုခုဆောင်းတွေဖြစ်ဖြစ်ပြီးနှိစရပေါ့ဆောင်းမဟုတ်ရင်လည်းတခြားဟိုပျော့ပြောင်းတဲ့အရာတွေနဲ့တဲရမယ်လူဘာဖြစ်လဲဆိုတော့တချို့ကဒီဒီစပင်နာကာဗွန်တို့ဒီ ဒီခစီယိုဒီတခြားလောအယူတွေဟာထိသွားမယ်ဆိုရင်အဲ့လိုချိပလာလက်ပလာနဲ့ကိုယ်ကရဆယ်လာနေမယ်ဆိုရင်ဤအယူတွေဟာထကျိုးသွားနိုင်တယ်ပြီလို့ရှိရင်လည်းဒီဟိုဟာပေါ့ဒီနယ်ယိုတွေကျိုးသွားတာလားဟိုဟာပေါ့ကိုမမီရအောင်ဦးအဲ့ဒီဒီကလေးအိနံယိုးတွေကျိုးသွားတာဖြစ်ဆိုရင်ဒီတိုင်းဘလိုင်းတဲ့လိုက်မယ်ဆိုရင်ဒီနံယိုးတွေကဒီ ဟိုကိုတွင်းအင်္ကာတွေကို ပြန်ပြီးတော့ထိခိုက်ဟိုဟာနာပြန်ပြီးတော့နံယိုကြိုးတာတွေပြန်ပြီးတော့ထိခိုက်နိုင်ရရနိုင်မှာပြည့်စုံတော့နံယိုကကြိုးနေတယ်ကိုကအဲ့လိုသေလိုက်မယ်ဆိုရင် အသေးတို့အဆုံတို့အဲ့လိုတွေပြန်ထိုးနိုင်တယ်အဲ့ဒါကြောင့်အဲ့လိုသေလို့မရကိုတွင်းအင်္ကာတွေထိခိုက်နိုင်တယ်ရေးပေါ်ထန်းစဉ်ဘယ်လိုလုပ်တဲ့နေဆိုတာကိုစီဒီအန်ဆရာဝန်ကအခုလိုဆက်လက်ရှင်းပြပေးပါတယ် အာဘလို့ပုံစံမျိုးနဲ့ဆိုရင်ထန်းစဉ်ကျွန်တော်တို့ဒါဟိုလုံးဝပတ်ကားထန်းစဉ်ပုံစံမျိုးမရဘူးဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့လုံနိုင်တဲ့အရာတွေရှိပါတယ်အဲအဓိကကတော့အခင်းကိုတေချာမျိုးအခင်းညင်ညီပေါ့နော်အပြင်းညီပြီးရင်ဘေးရနေကျွန်တော်တို့ဒီဟိုတဲလို့ပေါ့နော်နှစ်ယောက်မားလို့ရမယ်ဟိုဝါနဲ့ထိုးတာမျိုးပေါ့နော်စသဖြင့်ပေါ့အခင်းညင်ညီရဲ့ဘေးမှာလေး ခုမှအောက်ကမတယ်ပြားဆိုလဲမတယ်ပြားပေါ့မတယ်ပြားမဟုတ်ဆိုတော့မှဒီအဝိပြားကိုခတ်တင်းတင်းပေါ့နော်အဲ့လိုမျိုးမလို့ရတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးဥစ္စာမျိုးလေးတွေလုပ်ပြီးတည်လို့ရပါတယ်ဗျဟိုအဓိကကတော့အတတ်နိုင်ဆုံးဟိုဒီလိုတန်ရာရထားတဲ့လူတွေကိုဟိုဟိုတုတ်ရှားတာပေါ့နော်အတတ်နိုင်ဆုံးမလုတ်ရှားဘူးပေါ့ဟို mobilize ဖြစ်တာကိုအတတ်နိုင်ဆုံး immobilize ဖြစ်ဖို့အတွက် ဟိုစွက်ချာလေးတွေလုပ်ပြီးတော့တည်သင့်မယ်အဲ့တော့အနည်းဆုံးဆုံးကိုယ်နီနာမှာရှိရဆိုလို့ရှိရင်ဆန္ဒမတည်ပြောင်းအောင်ခံဘီနာကနေမားလို့ရမယ်ဝါးပြီးဝါးထိုးတာမျိုးနော်ဝါးနှချောင်းထိုးပြီးမားတာမျိုးအဝယ်အစားကိုခက်တင်တင်ဟိုဆွဲပြီးတော့လေဒီလိုမျိုးဘယ်လိုပြောမလဲတူနာတင်လိုက်ရင်လည်းအောက်ကိုကျွန်ကျမသွားမယ်အသားမျိုးပေါ့နော်အဲအဲ့လိုမျိုးအသားမျိုးနဲ့လုပ်ပြီးတော့ဟိုစွက်ချာလေးတွေလုပ်တဲ့နဲ့ကြ